မင်္ဂလာပါရှင်ခေတ္တတယ်လီဗေးရှင်းချန်နယ်မှာသတင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ကော့ဂရိတ်မြို့နယ်ရှိစစ်တပ်ကျူးကျော်တပ်ဆွဲထားသောဘလက်တိုတပ်စခန်းကို KNLA KNDO နဲ့ PDF ပူးပေါင်းတပ်ကအပိဓာတ်တိုက်ခိုက်သိမ်းပိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ် ။ကရင်ပြည်နယ်ကော့ဂရိတ်မြို့နယ်ရှိအကြံဖတ်စစ်တပ်ကျူးကျော်တပ်ဆွဲထားသောဖလက်တိုတပ်စခန်းကို KNL KNDO PDF ပူးပေါင်းတပ်ကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ကြောင်း KNU ဗဟိုကထုတ်ပြန်လိုက်ပါတယ်။အကြံဖတ်စစ်ကောင်စီတပ်သားများဝင်ရောက်ကျူးကျော်တပ်ဆွဲထားသောဖလက်တိုတပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့များကအပိသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကိုတပ်မဟာ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ကီတုကာကွယ်ရေးတပ်မတော် PDF တို့ကပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ဆက်လက်ပြီးမြမအရေးတွင်ပုံမအားကောင်းသောမူဝါဒချင်းကပ်မှုများနှင့်တိကျပြတ်သားစွာဦးဆောင်ပေးရန် ASEAN လက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံအားအရက်ဖက်အဖွဲ့ပေါင်း285ဘွဲကစာပို့တောင်းဆိုရင်းဆိုတဲ့တဲ့တွင်ဒီဒီ ASEAN အစည်းအဝေးမှာစစ်ကောင်စီအမဖိတ်ကြားရန်နှင့် NUG, EROS များနှင့် တရားဝင်ပွင့်လင်းမြင်သာစွာဆက်ဆံရေးထူထောင်ရန်ကိုလည်းတောင်းဆိုရဲဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်။ပုံမှုဆိုရလာနေသောမြမအကြက်တဲကိုကင်တွဲဖြည့်ရှင်းနိုင်ရန်အတွက်ခိုင်မာအားကောင်းသောဝဝရချင်းကပ်မှုများနှင့်တိကျပြတ်သားစွာဦးဆောင်ပေးရန်အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံအားအရက်ဖက်အဖွဲ့ပေါင်း285ဖွဲ့ကဂျမန်လေးကအိတ်ဖွင့်ပေးစာပေးဖို့တောင်းဆိုလိုက်ပါရဲ့။ လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံသည်ယခုလကုန်တွင်46ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးနှင့်ဆက်ဆက်အစည်းအဝေးများကိုလက်ခံကျင်းပရန်ရှိသည့်အတွက်ပုံမဆိုရလာနေသောမြမအကြက်တဲကိုကင်တွဲဖြည့်ရှင်းရာတွင်ခိုင်မာအားကောင်းသောမူဝါဒချင်းကပ်မှုများချမှတ်နိုင်ရန်အတွက်ထိကြပြတ်သားစွာဦးဆောင်မှုပေးရန်မလေးရှားနိုင်ငံဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကိုအရေးတကြီးတောင်းဆိုခဲ့ကြောင်းအရက်ဖက်အဖွဲ့များကထုတ်ပြန်ပါသည် ထို့သောလောက်ဆောင်နိုင်ရန်အတွက်အာဆီယံအနေဖြင့်မြန်မာစစ်ကောင်စီနှင့်ဆက်ဆံရေးအားလုံးကိုဖျက်တောက်ရမည်ဖြစ်သလိုတရားဝင်အခွင့်အာဏာရှိသောအမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့်တိုင်းဒေသလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ EROS များနှင့်တရားဝင်ပွင့်လင်းညင်သာစွာဆက်ဆံရန်လိုအပ်ကြောင်းအိတ်ဖွင့်ပေးစာတွင်ဖော်ပြပါရှိပါသည် ပြီးခဲ့တဲ့ဧပြီလအတွင်းမလေးရှားဝန်ကြီးချုပ်ကမြန်မာစစ်ကောင်းဆောင်မေအောင်လိုင်းနဲ့တွေ့ဆုံခဲ့ခြင်းအပေါ်အရက်ဖက်အဖွဲ့များကအပြင်းအထန်ရှုံချလိုက်ပြီးရင်းတွေ့ဆုံမှုသည်စစ်ကောင်စီအားမှားယွင်းသောတရားဝင်မှုပေးလိုက်ခြင်းသာဖြစ်ပြီးစစ်တပ်အားအရက်သားများအပေါ်ရက်ဆက်သောတိုက်ခိုက်မှုများနှင့်လေကြောင်းတိုက်ခိုက်မှုများဆက်လက်ပြုလုပ်ရန် အခွင့်အာဏာပေးလိုက်ခြင်းလည်းဖြစ်ကြောင်း၎င်းတို့ကဆိုသည်ဘုတ်တဘောတူညီချက်၅ရက်တည်စစ်တပ်အတွက်ပြစ်ဒဏ်ကင်းလွတ်စွာဖြင့်အကြမ်းဖက်မှုများဆက်လက်ပြုလုပ်နိုင်ရန်အကာအကွယ်တစ်ခုဖြစ်နေကြောင်းလည်းအိတ်ခွင့်ပေးစာတွင်ဖော်ပြထားသည် ်ထို့ပြင်အာဆီယံ၏အစည်းအဝေးများတွင်စစ်ကောင်စီကိုယ်စားလှယ်များပါဝင်နေခြင်းသည်အဖွဲ့၏ဂုဏ်သိက္ခာကိုဆက်လက်ထိခိုက်စေသလိုအာဆီယံအဖွဲ့တွင်ဒီမိုကရေစီငြိမ်းချမ်းရေးလူ့ကျိုးရေးနှင့်လူ့အခွင့်အရေးလေးစားမှုဆိုင်ရာအစုအဖွဲ့၏မူလကတိကဝတ်ကိုတည်ဆောက်ဖောက်နေခြင်းလည်းဖြစ်ကြောင်းအရက်ဖက်အဖွဲ့များကထောက်ပြဝေဖန်သည် မေယာလိုင်းဒီရိုဟင်ရှားများအပေါ်လူမျိုးတုံးတက်ပြတ်မှုမြမပီသူများအပေါ်ဆရာစပွင့်မှုများနဲ့လူသားမျိုးတွေအပေါ်ရာဇဝတ်မှုများကျူးလွန်ခဲ့သူဖြစ်ပြီး2021ခုနှစ်တရားမဝင်အာဏာသိမ်းမှုနောက်ပိုင်းမြမစစ်ကောင်စီသည်ရက်ဆက်ကြမ်းကြုတ်သောရာဇဝတ်မှုများမျိုးရွာများကိုမိရှို့လူရဲမှုများအယက်သားရှိရာနှင့်ခိုးလုံရာနေရာများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများကြောင့်အ ਨੇ စုံယူ3.5တန်းပြီးနေရဲစုံပေါ်ထွက်ပြေးနေရသည်ဟုအဆိုပါအိတ်ခွင့်ပေးစာတွင်ဖော်ပြထားပါသည် မလေးရှားဝန်ကြီးချုပ်ကဧပြီလ18ရက်နေ့တွင်မြန်မာနိုင်ငံတွင်ဆုံမှုခဲ့ပြီးစစ်ကောင်စီသည်လေကြောင်းတိုက်ခိုက်မှုပေါင်း190ကျော်ကိုပြုလုပ်ခဲ့ကြောင်းအများစုပါအရက်သားနေရာများကိုကိမ့်မထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းလည်းဖော်ပြပါရှိပါသည် အထူးသဖြင့်2025ခုနှစ်မေလ12ရက်စကိုင်းတိုင်းဒီပေရင်မြို့နယ်တွင်ဖြစ်ပွားခဲ့သောနေချောင်းတိုက်ခိုက်မှုအတွင်းကလေးငယ်ကျောင်းသား22ဦးနှင့်ဆရာ2ဦးသေဆုံးခဲ့ရသည့်ဖြစ်ရသည့်စစ်တပ်၏လူအသက်နှင့်နိုင်ငံတကာဥပဒေကိုအလေးမထားကြောင်းကိုဖော်ပြသည့်ထက်ဆောင်းသက်တေတစ်ခုဖြစ်ခဲ့ကြောင်းလည်းအရက်ဖတ်ဖွယ်များကဆိုပါသည် ထို့ကြောင့်မလေးရှားနိုင်ငံသည်မြန်မာစစ်ကောင်စီနှင့်ဆက်ဆံရေးဖြတ်တောက်ရန်အရေးတကြီးလိုအပ်နေပြီးစစ်အာဏာရှင်စနစ်ဖြတ်သိမ်းရေးနှင့် Federal Democracy ထူထောင်ရေးတို့အတွက်ဆင်နွှဲနေသောမြန်မာပြည်သူများ၏တော်လှန်ရေးကိုအထောက်အပံ့ဖြစ်စေသောဥစားမှုမျိုးဖြင့်ဂေတာတွင်အစုအဖွဲ့ကိုရဲရင်ပြတ်သားစွာဥစားမှုပေးပါရန်အရက်ဖက်အဖွဲ့များကအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်ကိုတောင်းဆိုခဲ့ကြသည် အထူးသဖြင့်အာဆီယံလက်ရှိဥက္ကဋ္ဌမလေးရှားနိုင်ငံ၏ဦးဆောင်မှုအောက်တွင်အာဆီယံ၏ရည်သည့်အစည်းအဝေးတွင်မဆိုစစ်ကောင်စီကိုယ်စားလှယ်များပါဝင်ခွင့်မပြုစေရန်နှင့်မြန်မာပြည်သူများ၏တရားဝင်ကိုယ်စားလှယ်များဖြစ်သော NUG နှင့် EOS များအပြင်မြန်မာနိုင်ငံရှိအရက်ဖက်လူမှုအဖွဲ့အစည်းများနှင့်တရားဝင်အသိမှတ်ပြုဆက်ဆံရေးတည်ဆောက်ခြင်းများလှုံ့ဆော်ရန်မျှော်လင့်ပါကြောင်းလည်းအရက်ဖက်အဖွဲ့များကဆိုပါသည် မြမအရေးဆွေးနွေးရာတွင်အစဉ်အဆက်ကျင့်သုံးခဲ့သောအတန်တိတ်တန်တမန်ရေးမီလန်းဆိုသည့်အလုံးမဖြစ်သောလူမတိသူမတိအစီအဝေးများသို့မဟုတ်ဘာဝင်ရောအစွဲအပွားအစီအဝေးငယ်များတွင်သာကန့်သက်ထားစေခြင်းမပြုဘဲမြမပြည်သူများ၏ယုံကြည်မှုရရှိရန်အတွက်ဆက်ဆံရေးတိုင်းကိုပွင့်လင်းမြေသာစွာဖြင့်လှုံ့ဆော်ပေးရန်အရက်ဖက်အဖွဲ့များကတောင်းဆိုခဲ့သည် ထို့သောဆောင်ရွက်မှသာအာဆီယံသည်ကြာရှုံးနေတော့၎င်းတို့၏ဘုံသဘောတူညီချက်၅ရပ်ကိုကျော်လွှားနိုင်ပြီဖြစ်ပြီးမြန်မာပိုင်းမြန်မာကသာ OC ဦးဆောင်သော ခေရှင်းဤကိုအားပေးနိုင်ပြီဖြစ်ကြောင်းဖော်ပြထားပါသည်စစ်ကောင်စီ၏အကြမ်းဖက်မှုများကိုရပ်တန့်စေရန်အတွက်အာဆီယံအနေဖြင့်အချီးနှီးသောစက္ကလုံများကိုဖတ်တွင်မနေသင့်ပေလက်တွေ့ကျသောအတိတ်ပဲရှိသောလုံဆောင်ချက်များဖြင့်တည်တည်ကြရမည်ဖြစ်ကြောင်းအထူးသဖြင့်၄ချောင်းတိုက်ခိုက်မှုများကိုအရေးတကြီးရပ်တန့်စေရမည်ဖြစ်ကြောင်းအရက်ဖက်အဖွဲ့များကဆိုပါသည် အာဆီယံဥက္ကဋ္ဌမလေးရှားနိုင်ငံဤကောင်းဆောင်မှုဖြင့်မြန်မာစစ်တပ်ကြောင့်ဖြစ်ပေါ်လာသောဒေတာတွင်ဒေယံရည်များကိုတုံ့ပြန်ဖြေရှင်းခြင်းအာဆီယံ၏ဒီမိုကရေစီငြိမ်းချမ်းရေးတရားမျှတမှုနှင့်လူသားလုံခြုံရေးဆိုင်ရာစစ်မှန်သောကတိကဝတ်ကိုပြသခြင်းများဖြင့်ဒေတာ၏အရေးပေါမှုကိုပြန်လည်ထူထောင်နိုင်မည်ဖြစ်ကြောင်းလည်းအရက်ဖက်အဖွဲ့များကဆိုပါတယ် အထူးသဖြင့်မြမအရေးဖြေရှင်းရာတွင်တရားမျှတမှုရှိသော ရေရှည်တည်တံ့သောဖြေရှင်းမှုရရှိစေရေးအတွက်မြမပြည်သူများပိုင်ဆိုင်ဥဆောင်သောနိုင်ငံရေးပြောင်းလဲမှုကိုထောက်ခံဖော်ဆောင်နိုင်ရေးအာဆီယံကိုဥဆောင်မှုပြုပါရန်မလေးရှားဝန်ကြီးချုပ်အားအရက်ဖက်ဖွဲ့များကတောင်းဆိုခဲ့ကြသည်ဆလပီမင်းကင်းမျိုးနှင့်တာစီရွာနှင့်မင်းစုရွာကိုစစ်တပ်ကလေရင်ဖြစ်ပုံချဲ့တိုက်ခိုက်မှုကလေးငယ်များအပါအဝင်ပြည်သူစိတ်ဦးထက်မနေတည်ဆုံးသည်ဟုကနအူတိရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် စကိုင်းတိုင်းနီးကင်းတို့နဲ့တာစီရွာနဲ့မင်းစုရွာကိုအကြံဖက်စစ်တပ်ကလေရင်ဖြစ်ပုံချဲတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်များအပါအဝင်ဗီဒူစေဦးထက်မင်းတေဆုံးကြောင်းဒေသခံပြည်သူများကသတင်းဌာနသို့ပြောဆိုပါတယ်။ယနေ့မေလ23ရက်နေ့မိုးရဲနနာရီ45မိနစ်ခန့်တွင်အကြံဖက်စစ်တပ်ကနီးကင်းတို့နဲ့တာစီရွာနဲ့မင်းစုရွာကိုလေရင်ဖြစ်ပုံချဲတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အကြမ်းဖက်စစ်တပ်၏လေကြောင်းတိုက်ခတ်မှုကြောင့်ကလေးငယ်များအပါအဝင်ဤသူ၁၀ဦးထပ်မံနေသေးသောပြီးခိခိုက်ဒဏ်ရာရရှိသူများလည်းများပြားကြောင့်ဒဏ်ရာရရှိသူများတဲ့တွင်ကျင်းတန်သူများလည်းပါဝင်ပြီးတေဆုံးသူအရေးအတွက်ထပ်တိုးနိုင်ကြောင်းသိရပါသည်မေကင်းမျိုးနဲ့တောင်ပင်းဒေသကမင်းစုနဲ့သာစီရွာတွေကိုစစ်ခွေးတွေလေးချောင်းနဲ့ပုံကျဲတိုက်ခိုက်သွားတာလို့သိရတယ်။ကေဆုံးသူ၁ဦးနဲ့ဒဏ်ရာရသူ၁၄ဦးရှိတယ်လို့ကနအူးသိရတယ်။စိုးရင်ရတာ၈ဦးပါတယ်။ကလေးတွေလည်းအများအပြားပါတယ်ဟုဒေသပြည်သူတအူးကပြောဆိုပါတယ်။ ဆက်လက်ပြီးထီလင်းနဲ့ဖဲကုံမျိုးနယ်ရှိကျေးရွာများကိုစစ်တပ်ကလေရင်လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။မကွေးတိုင်းထီလင်းမျိုးနယ်ပုံတောင်နှက်ထိပ်ရှိကပ္ပစ24ကာကင်းစကန်သိမ်းပိုက်ခံရပြီးနောက်စစ်ကောင်စီတပ်ကဂျက်ဗိုက်တာဖြင့်ဗိုလ်ကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသသတင်းရင်းမြစ်ကသတင်းဌာနသို့ပြောကြားပါတယ်။နေလ22ရက်နေ့လယ်ပိုင်းကထီလင်းမျိုးနယ်ကျင်းရွာအရှိ ဒေတာအခေါ်ပုံတောင်နဲ့ထိတ်ရှိကပါဆ24ဤကကင်းစကန်းကိုတော်လန်ရေးတက်ဖွဲ့ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြ။ထို့သောသိမ်းပိုက်ခံရပြီးနောက်မေလ22ရက်နေ့နဲ့အစောပိုင်း3:39မိနစ်တွင်တကြိမ်3:43မိနစ်တွင်တကြိမ်တကြိမ်လျင်ပေါင်150ပုံသည့်နှလုံးစီဖြင့်ရွေးချိန်ကြေချတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။နေကင်းပိုင်းကလေးကကာကင်းစခန်းကိုတော်လန်ရေးတပ်ဖွဲ့တွေကဝင်သိမ်းထားတာအကုန်လုံးသိမ်းစီးပြီးလို့စခန်းအောင်ပြန်ရောက်နေတော့ပြီးလျင်ကနောက်တစ်နေ့မှနဲ့ကျမှလာကျဲသွားတာပါ။ ထိခိုက်မှုမရှိတော့ဘူးကပစ24ရဲ့ကကင်းစခန်းပေါ်အေအားကတော့90လောက်ရှိမယ်ထင်တယ်တခါတရံချင်းရွာတဲ့ဝယ်လာတာ90လောက်ရှိတယ်ဆိုတော့အခုကတိမ့်လိုက်တဲ့အချိန်မှာတော့ဘာရီဘလူရလိုက်လဲမသိရဘူးတိမ့်လိုက်တဲ့အပွဲတွေကတရဝင်းထုတ်ပြန်ပါလိမ့်မယ်အခုဒေတာတရေရင်ကြီးကတရေချာနာတို့ပြောကြပါတယ်ထို့သောပုံကျဲတိုက်ခိုက်ခြင်းမပြုမီထီလိမြို့နယ်ကြောက်ထုနယ်နဲ့မေတ္တမြို့နယ်တို့ပတ်သို့၄ချိန်ခက်ပတ်ပြတ်တက်ကကဲထောက်ခဲ့ကြောင်းစစ်ကောင်စီတပ်က ရောဒေတာကိုနေစင်နေမြနေချောင်းဖြစ်ပုံကျဲတိုက်ခိုက်မှုများရှိကြောင်းသိရပါတယ်။ထို့ပြင်ကရင်နီနဲ့ရှမ်းပြည်နယ်အဆက်ရှိဖဲကုံမြို့နယ်အတွင်းရှိခြေရွာများကိုလည်းအကြမ်းဖက်စစ်တပ်ကမက်နက်ကြီးများဖြင့်တိုက်ခတ်တိုက်ခိုက်ခဲ့ကြောင်းဒေတာကံပြည်သူများကသတင်းဌာနသို့ပြောပါတယ်။မေလ19ရက်နေ့ည7:00နာရီဝန်းကျင်ကတည်းကဖေကုံအခြေဆိုင်ခမရ336တပ်မှအကြမ်းဖက်စစ်ကောင်စီတပ်သားများကခေခုံမျိုးအရှိတ်ကန်ရှိကြီးရွာများကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီး၃လုံးဖြင့်ကစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အကျံပတ်စစ်တပ်တိခဲ့သောလက်နက်ကြီးများသည့်ပြည်သူများထိခိုက်မှုမရှိတော့လေ။ရဲကွက်များအထွေထွေကြားရောက်ပောက်ကွဲခဲ့ပြီးပြည်သူများစိုက်ယူထားသောစပါးများပြက်စီးခဲ့ကြောင်းသိရှိရပါတယ်။ကျမရဲ့သတင်းတင်ဆက်မှုကိုဒီမှာပဲရနာွယ်ပြပါရှင်။အားလုံးပဲရှင်လန်ချမ်းနေကြပါစေရှင်။